1869ခုနှစ်တွင်လူဝီစီယားနာတွင်မော်တန်သည်စိတ်ပြက်လက်ပြက်ပြေးလွားကာတောအုပ်ကိုဖျက်ဆီးခဲ့သည့်လေပင်တွင်တထုဖြင့်ချီနောင်ထားသည့်ဤကော်လာသည်သူ့နောက်သို့လိုက်ရန်ဓားကိုဖြစ်စေသည့်သူ့လမ်းနှင့်သူလာသည်များကိုဖျက်ပါမိုတင်သည့်အေယာမပင့်ကူကြီးကိုဆက်လက်ဖော်ပြနေပါသည်သမရာကြီးကိုတတိပေးချင်သာသို့သောမကြမီဓားသည်သူ့ထံရောက်လာပြီးခေါင်းပြက်သွား၏ဘိုးချုပ်မကရအလောင်းကိုတွေ့ရှိပြီးမော်ဒင်တေဆုံးမှုအတွက်လောင်ပြောင်ခဲ့သည့်ထိုအချိန်တွင်အနောက်ဘာဂျီးနီးယားတွင်ကပတင်ဂျိမ်းစသည် ရေတိုင်ကီထဲတွင်အချိန်ကောင်းတစ်ခုရှိနေသည် နောက်ပါသောမျိုးသမီးတဦးနှင့်အတူအနီးနားရှိစူညံတန်ကြားသောအခါတွင်သူတို့၏လှုပ်ရှားမှုများကိုခိတရက်လိုက်သည့်တပ်သားရင်းကိုဖောက်ကြည့်ရဲမကရာဤလူများသည်မျိုးရဲသို့ရောက်ရှိလာသည်ကိုသတိပြုမိသည့်မောင်ကိုသမားအချို့ကိုဂျိမ်းစီယူဆောင်လာရန်ယခုအလုံးမဖြစ်တင်ပေတာကြောင့်မိမကအပေါက်ကိုပေါ်ဝါနှင့်ဖုံးထားတဲ့မြင်းတွေကြောက်တဲ့အခါရေစီကင်ထားတဲ့မျော်စင်ကိုမတော်တဆဝင်တိုက်မိကြတဲ့ရာဇဝတ်ကောင်တွေရှိမှအဝေ့ကြီးကြီးရှိတဲ့ရာကုတ်ကိုပစ်ချလိုက်ပါ ။အုပ်စုကသူ့ကိုဆဲဆိုချိန်မောင်းတဲ့လင်းမြန်စွာရိုက်လေဤရန်ဖြစ်တိုင်းသူ့အဝတ်ကိုဝတ်တယ်မိမကိုနန်းတီမျက်နှာချက်ကိုရှော့ကြဖို့ကျိုးတချောင်းကိုကင်နေခြင်းသည်မောင်ခိုလဲပေါ်တွင်စဉ်သက်နိုင်ခွင့်ရှိသည့်မြင်းတွေကြောက်ပြီးရေးသွားတဲ့တစ်တာကိုဖွင့်လိုက်တော့နေထရိုကိုတွေ့တော့အံ့ဩသွားတဲ့တွက်ချက်မှုအချို့နှင့်အတူချင်းကရှေ့မြင်းကိုစီးခိုင်းနေမှာရှော့ကော်ဒန်သည်မြို့အနှံ့ညစ်ပတ်သောအိမ်တလုံးတွင်ရှိနေသည် မဂ်ဂရီဂိုရီအာယုံဆိုင်မှုကိုရရှိရန်မျိုးသမီးတဦးဟန်ဆောင်တခြားလူကသူနဲ့လက်တွဲဖို့စူးစမ်းတဲ့အခါသူသည် သူညဆောင်တွင်ဖွက်ထားသောကရိယာကိုအသုံးပြု၍သူ့ကိုထိုးချိတ်သည်ကိုတင်သည်မက်ဂရာမှရွေးချယ်ခံရနိုင်သည့်လူယူရန်စူးစမ်းသောအခါလူကိုပြစ်တက်သောသူတစ်ချိန်ထဲမှာပင်မြင်များသည့်တောင်ကုန်းပေါ်မှပြုတ်ချလူနီးပါးဖြစ်ခဲ့သည်တို့သောရာကုတ်ကသူတို့ကိုအချိန်မီတားသည့်သူကအဆောက်အဦကိုကြည့်ပြီးမက်ဂရာကိုမြင်နေတာကြောင့်သူသည်ပပလဲကိုစတင်တက်သည့်ကိုတင်က မက်ဂရာကိုအခန်းလို့တစ်ခုစီခေါ်သွားသည် ပြီးတော့သူ့ပရာစီယာထဲမှာဝတ်ထားတဲ့စိတ်ညစ်ဆက်ကိုထုတ်ပြတဲ့တချိန်ကမခွေကိုရာသည်သူ၏ထင်းချုံမှုအောက်တွင်ရှိနေသည့်စကောဘဟုခေါ်သောသိပ္ပံပညာရှင်ကိုပြန်ပေးဆွဲရန်ပေးဆောင်ရန်ကိုယ်တော်က သူ့ကိုတောင်းဆိုခဲ့သည်ဒါပေမဲ့ဆက်ကအလုံးမလုံးတော့ပဲဂိုဒန်ကသူ့သားကိုထုတ်လိုက်တဲ့ထိုးကြောင့်ဂျိမ်းစာသည်တရင်ပေါက်မှပောက်ထွက်ပြီးမက်ဂရက်ဂော်ကိုထိုးနှက်သည့်ဂျိမ်းစာကမက်ဂရက်ဂော်ကိုပြစ်တတ်တော့မယ်ဂိုဒန်ကသူ့ကိုလိုအပ်တယ်လို့ပြောတာကိုရက်လိုက်တယ်မာဂရက်သည်ဂျိမ်းစ်ကိုနယံမှဖျက်၍ချေမုံးရန်အခွင့်အရေးကိုအသုံးပြုသည့်ထွက်မပြေးခင်သူ့ကိုထိုးကြိတ်တယ်ပြီးနောက်ဂျိမ်းစာသည်အဓိကနေရာသို့သွားပြီးမာဂရက်ဤလူများကိုစတင်တိုက်ခိုက်သည့်လူတိုင်းအထီးတလန့်ဖြစ်နေခြင်းအချို့သောဓာပြများသည့်စကောဘာနှင့်အတူကိုထွက်ရန်စူးစမ်းနေကြောင်းဂိုဒန်အဓိပြုမိသည့်သူတို့ကိုတားဖို့စူးစမ်းရတာပေမဲ့ဂျိမ်းစ်ကသူ့ကိုမ တော်တဆဝင်တိုင်းပြီးခိတ်တိုက်တွေ့သွားကြတယ်ဒါကြောင့်လူဆိုးတွေကအပြင်ကိုထွက်ပြေးကြတဲ့ကောင်တွေဆရာဝန်အော်လေသူ့မိမောက်ကိုအဆောက်တရောက်လုပ်တဲ့အဆောက်အဦးရှိလူများ၏နှုတ်ခမ်းကိုဖတ်ပါဂေါ်ရွန်နဲ့ဂျိမ်းစ်တို့သည်တရားဥပဒေစိုးမိုးရေးဖြစ်တည်ကိုတည်လာသည့်သူ့လူများက ပြန်ပေးဆွဲခံရသောသိပ္ပံပညာရှင်ကိုယထားပေါ်တင်ပြီးနောက်လို့သည်နေထရိုဖြင့်ထဲကိုအဆောက်အဦသည်သို့တွန်းလိုက်သည့်ရက်အနည်းငယ်အကြာတွင်ပောက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့သည့်ချိန်ကိုသမရယုံကိုခေါ်သွားတယ်ထို့လူသည်အတုအယောင်ဖြစ်သည်ကိုချက်ချင်းသတိပြုမိသည့်သမရကညင်းတဲ့အခါချင်းကမျက်နှာချက်ကိုပစ်တဲကော်ဒွန်ကိုရုပ်ဖြတ်ပြီးကောင်းလေးကိုဝန်ခံခိုင်းတယ်အဲ့ဒီအချိန်မှာတကယ့်သမရကြီးကန်ပါ ဝင်လာပြီးလက်တွဲလုပ်မယ်လို့ကြေညာတဲ့သူတို့နှစ်ယောက်ကိုလှုပ်ဝက်ခန်းတစ်ခုထဲသို့ခေါ်သွားသည့်ရှင်းပြသည့်အမေရိကန်၏အကြီးကျယ်ဆုံးသောသိပ္ပံပညာရှင်များအားလုံးကိုမက်ဂရာမှပြန်ပေးဆွဲခြင်းခံခဲ့ရသည့်ဘသူကသမရစီကိုစာဖို့ရဲပြန်ပေးဆွဲခံရသောသိပ္ပံပညာရှင်များသည့်လက်နက်စနစ်တစ်ခုအတွက်လှုပ်ဆောင်နေသည်ဟုဆိုသည့်စိတ်ကူးရင်ထက်အစိုးရကိုလက်နက်ချရန်တပတ်စာထောက်ပံ့ကြေးပေးသည့်ပင်ကူများနှင့်ပြည်နေသောကိမ့်မုံကိုပေးအပ်ခဲ့သည့်မက်ဂရာသည်သွေးမဲ့လူတက်သမားဖြစ်သည်ကိုသူတို့နှစ်ဦးသိသည် ဒါပေမဲ့ညံကောင်းသူမဟုတ်တဲ့အတွက်ဒါကိုနောက်ွယ်မှာအုတ်ထင်းသူရှိတယ်လို့တန်လျာရှိကြပါတယ်။သတင်းပတ်မကုန်မီနင်းတို့ကိုရှာဖွေရန်အမိန့်ပေးသည့်သမရကသူ့ရဲ့အထူးယထာကိုသူတို့စိတ်ကြိုက်ထားပေးတယ်ကိုရင်ကအရင်ရောက်တဲ့မော်တော်ဆိုင်ကယ်စပိန်ကိုကျေးဇူးတင်ပါတယ်ဒါကြောင့်သူတယောက်တည်းထွက်သွားဖို့ကြိုးစားတယ်ဂျင်းစီနင်းကိုမြင်းပေါ်မှာစတင်လိုက်ဤတကားဝါသို့ခုံဆင်းသောအခါကျိုးဝက်ထောင်ချောက်တစ်ခုအသက်ဝင်လာသည့်ခေါင်းမိုးရှိပေါက်ပေါက်မှတဆင့်အတွင်းသို့ပို့ပေးသည်ကိုရင်နှင့်ဂျင်းတို့သည်ချက်ချင်းပင်နင်းခုံကြသည့်ဂျင်းကသူ့ကိုလက်သီးနဲ့ထိုးတယ်ထိုးနောက်ကိုရင်သည် အာယုံထွေပြားမှုတစ်ခုအဖြစ်ထူးဆန်းသောလှုပ်ရှားမှုများကိုစတင်လှုပ်ဆောင်သည်သူတစ်ချောင်းထွက်လာပြီးဂျင်းကိုထိသွားစေသည့်ခလုတ်တစ်ခုကိုနှိမ့်လိုက်သည့်သူကိုကျိုးဆွဲချဖို့မြ мян ဆန်ဆန်အသက်ဝင်လာတဲ့ရေကူးကန်စပွဲပေါ်လဲကျသွားတယ်လှည့်ပြီးဂျင်းကိုတန်လန်းနဲ့ထိတွေ့ပစ်လိုက်တဲ့အခါကြောင့်အလှည့်သူသည် ဒီပါကိုဆွဲကဂေါ်ဒင်ပါသောကလထိုင်ကိုခိုင်းစေသည့်သမရဦးသိန်းစိန်အတွက်အပြစ်ခတ်ရစဲရေးကိုသဘောတူပြီးအတွင်းသို့ပြန်ဝင်ကြသည်ထို့နောက်တွင်ဂေါ်ဒင်သည်မိုတီ၏ခေါင်းကိုဆက်တခုနှင့်ချိတ်ဆက်သည့်ဒါမှမသေးခင်မှာသူမြင်တဲ့နောက်ဆုံးရာကိုစစ်ဆေးနိုင်စေတဲ့ကရာတီမဂရာအိတ်ကအတွင်းမှာဖိဆာတခုကိုတတိထားမိသည့်နေဦးအော်လင်ရှိ ဝှစ်ဆောင်ဘောလုံးတစ်ခုအတွက်ဒါကြောင့်ပါတီပွဲညမှာအဲ့ဒီကိုသွားကြတဲ့ James ဒီပါတီအဆောက်အုံကိုလှည့်ပတ်နေသည့်အဆောင်တစ်ယောက်ကသူ့ကိုတားဖို့ကြိုးစားတဲ့အခါလက်သီးနဲ့ထိုးတဲ့ထိုးနောက်အထဲသို့ဝင်ရင်ပြတင်းပေါက်မှတက်လာခဲ့သည့်လေးပုံတစ်ပုံမှာ Missis နဲ့တွေ့တယ်။အော်လော်ဤကိုရဲကိုရာလက်ထောက် James ဒီလူစုလူဝေးတွင်ခြေရာဖြောက်ကာ ဂေါရုံကိုဂျိမ်းစ်ဤပဝင်းကျင်တွင်ပြသနေခြင်းတွင်သူ့ကိုတတိထားမိသည့်အကသမားတွေနှင့်ဟီတာသမားတွေကဝင်ပေါရှိုးကြီးတွေလုတ်တယ်ဘရာမလင်ခေါ်အယုတ်ဒီအခန်းထဲဝင်လာသည့်ရုတ်တရက်ပောက်ကွဲပြီးအောက်လက်ဆာကိုဖော်ထုတ်လိုက်ပါတယ်သူခန္ဓာကိုတဝက်လောက်ပြောင်းနေတဲ့သူအသက်ရှင်နေတာကိုတွေ့တော့အားလုံးကအံ့ဩနေကြတယ်ဒါကြောင့်သူပျောက်ဆုံးနေတဲ့အင်္ဂါအားလုံးကိုပေါ်ပြရဲဆစ်ရှုံးလို့တိုင်ကြားတယ်ဒါပေမဲ့သူကပါတီကိုပြောစီခြင်းနဲ့ဂျိမ်းစားကမက်ဂရက်အကြောင်းမေးတယ်ရော့စ်ကသူ့ကိုမတွေ့တာကြားပြီးဟန်ဆောင်နေထိုးချိန်တွင်ဂေါ်ဒန်ဒီအကသမားများလှည့်ပတ်နေသည်ကိုမြင်သေး ေတယောက်ကအော်ဟစ်အကူအညီတောင်းတာကိုကြားတယ်နောက်တော့ professor ကစကားတော်ပြောသည်နဂရာအတွက်တီးတန့်စကားပြောဆိုမှုကိုစူးစမ်းရန်ဂျင်းကနင်းတို့နောက်သို့လိုက်လာသည်နဂရာကဒေါသထွက်နေတဲ့တိုက်ခိုက်မှုကြီးများကလက်နက်အားလုံးကြောင့်သူဆုံးရှုံးခဲ့ရသည်ဒါနဲ့ Arles ကမြေပုံဆွဲတယ်။တန်လွင်မြေကမ်းနားရှိနေရာတစ်ခုသို့လက်နက်များထပ်မံပေးဖို့မည်ဟုအတိပြုထားသည့်လူတွေသွားပြီးနောက်ဂျင်းကရုံးခန်းထဲဝင်သွားတဲ့စာရွက်ပေါ်ရှိမြေပုံမှကြံခဲ့သောအမှတ်အသားများကိုခြေရာခံပါထို့ခိုက်တန့်တွင်အရှိကဝင်လာပြီးသူ့ကိုနန်းသည်စိတ်ညစ်စရာအချိန်တွင်သူ့ကိုအာယုံပြောင်းဖို့စူးစမ်းရရုပ်တရက်ပကြီးကားတစ်ချက်ပေါ် ်လာသည့်ဖုံးကွယ်ထားသောအဆောက်တအုပ်ကိုထုတ်ဖော်ပြသသည့်ချိန်ကိုပြစ်တက်လူနီးပါးဖြစ်တော်လဲသူသည်ပြင်းပြန်စွာရွေးရှားသွားပြီးအရှိကိုပြစ်တက်လိုက်သည့်ထို့နောက်ချိန်တီပကြီးကားများတွင်လူအလုံးကိုတပ်ပစ်လိုက်သည်ဖေးမချမ်းပြင်ပေါ်မှချိန်စီဂေါ်ဒွန်ဟုသူချင်းသည့်အမျိုးသမီးတအုပ်နှင့်ကခုံလေးသည်သူတင်ယူခဲ့သည့်များကိုပြောပြရတဲ့သူမှရင်ဘက်ကိုရေမောလိုက်သောအခါမိန်းမကသူ့ကိုပားရိုက်တဲ့ဂေါ်ရန်သည်ချိန်ကိုချိုးပေးတင်သည်ဟုပြန်ပေါ်လာပြီးအော်လိုက်သည့်လူအုပ်ကြီးကချိန်ကိုအပြင်သို့ခေါ်သွားစဉ်ဂေါ်ဒွန်သည် ။အော်ဟစ်အကူညီတောင်းတန်ကြရာတကားတော့ကိုရွေးလိုက်တည်ညစ်ပတ်တဲ့အခန်းကိုရှာတွေ့ရတာနှောင်းအိမ်ထဲမှာပိတ်လောင်ခံထားရတယ်။အထူးကရိယာကိုအသုံးပြု၍တော့ကိုချိုးဖြတ်ပြီးသူမကိုလှုပ်ပေးခဲ့သည့်ပြင်မာဂျိမ်းစ်သည်လူစုလူဝေးဖြင့်အာယုံမလွင့်စေရန်မိုင်မဲသောစကားဖြင့်ကြိုးစားနေသည့်ချိန်မီသောမိမကိုပင်အဆိုပြု၏ထိုအချိန်တွင်သူမအားယုံထွက်စေခဲ့သည့်ကိုလိုနှင့်ရိတ်ထားသည် ရထားပေါ်တွင်ပေါ်လာသည့်ထိုးကြောင့်ရာကုတ်သည်အဆောက်တဦးကိုတိုက်ထုတ်သည့်တွဲလောင်းစင်မြင့်ပေါ်၌မိမိကိုယ်ကိုလှဲချလိုက်သည့်ဂျိုးကိုအုံပြု၍အင်းတို့ကိုချိတ်ဆက်ပါရထားကသူ့အဖေကအဆောက်ပါလို့ရှင်းပြတယ်ဂေါ်ဒွန်ဟာတနေ့တခြားကဲတင်ဖို့ပြက်ကွက်ခဲ့တဲ့အိပ်ပံပညာရှင်သူမသည်တကယ်ဖြောပြေးရေးတမမဟုတ်ပါသူမသည်သူ့အဖေကိုရှာရန်အင်းတို့တိုးဝက်စွာလာခဲ့သည်လို့လည်းနှင့်မက်ဂရာတို့သည်ညကန်းရှိလေတစင်းတွင်အင်းတို့၏နောက်တစ်ကြိမ်ကြောင်းရွှေ့ရန်စီစဉ်ကြသည့်ကမ်းပေါ်မှာမက်ဂရာရဲစစ်သားတွေကအမိန့်ကိုစောင့်နေကြတဲ့ရုတ်တရက်ရင်းနှွေးငွေဆွရင်သုံးတင်ကားတစ်စီးရောက်လာပြီးစစ်သားများကဂုံပြူကြသည် ည်သူတို့ရဲ့လက်နက်တစ်လို့ထင်ပါတယ်တို့တော်လဲတင်ကားသည်မီးပွင့်လာပြီးပဝင်းချင်းရှိလူတိုင်းကိုလျအင်းမြန်စွာတက်ပြစ်လိုက်သည်မှာကဒေါသထွက်ပြီးရော့စ်ကိုနိုင်ငံတော်ပုံကံမှုဖြင့်ခေါ်ထုတ်သည်ဒါပေမဲ့အလစ်စာဒါကိုပြန်ပေးတယ်လို့ထင်ပါတယ်စစ်ပွဲရှုံးသောအခါမက်ဂရာနှင့်သူ၏လက်နက်ချခဲ့သည့်တစ္ဆာဖောက်မှုဟုညီဤဂရာကခဏလောက်អော်ပြီးသူတနက်ကိုဆွဲထုတ်လိုက်တယ်ဒါပေမဲ့အလစ်ကသူ့ကိုဘီတက်ကလာထိုင်နဲ့အရင်ပြစ်တယ်ထို့နောက်အလဲရွှေတဲ့ ၊သူညသူညသူညကီလိုဂရမ်ယူဆောင်လာရင်တက်မတော်သားအချို့ကတောင်းဆိုသည့် Spider Canyon တို့သူသည်သူ၏အကြီးဆုံးလက်နက်ကိုထုတ်ပေါ်ပြသမည်ဖြစ်သည်ဗဒါနှင့်ကောင်းလေးတွေရောက်လာတဲ့အချိန်စစ်သားအားလုံးတည်ပြီးအောက်ကစလဲဆုံးသွားတယ် James ကဒီလိုလှုပ်ဆောင်နိုင်တဲ့လက်နက်တစ်ခုအကြောင်းပုံပြင်တစ်ပုဒ်ကိုမျှဝေထားပါတယ် New Liberty တွင်မြင်တွေ့ရသည့်လွတ်လပ်သောကျမျိုးသက်ကြီးတွေကိုမျိုးသမီးများနှင့်ကလေးများကိုပြစ်မှတ်ထားလေ့ကျင့်မှုအဖြစ်အသုံးပြုခဲ့သည့်ထိုအချိန်တွင် သူတို့သည်ညှိတော့တန်ကိုကြားရပြီး McGrady အလောင်းကိုရေထဲတွင်တွေ့သည့် McGrady New Liberty ၏နောက်ွယ်တွင်ရှိနေသည်ဟု James ကထင်သည်ဒါပေမဲ့ McGrady ကသူ့ကိုပေါင်းခတ်ထားတယ်ဆိုတာရှင်းပါတယ်အမှန်တော့ Alice ကမိကုံးတွင်မဖြေခင်ကတည်းက Powerless အကြောင်းအိမ်ကလူတွေကြား အားလုံးရတာဆုံးသွားတယ်။ဥတီယာသူမကိုသူတို့နဲ့အတူယူဖို့သဘောတူပြီးမှသာယူရဖြစ်တယ်လို့သူတို့ကိုပြောပြတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကရထားပေါ်တက်ပြီးသူမကိုထားခဲ့လိုက်တယ်ဟုတ်ပါတယ်။စာဖတ်သူကသူတို့နောက်ကိုလိုက်သွားတာပါပဲပြီးတာနဲ့တူညီတဲ့ဟာစထရပ်ကိုဖြတ်ကျော်ပြီးအဆုံးသတ်ပါတယ်။ဂျင်းစ်ကမနက်ခင်းမှာတုံးတယ်ကော်ရွန်ဒီသူ့ဖနက်တွင်ဓာတ်တစ်ချောင်းထည့်သွင်းထားကြောင်းဂျင်းစ်ကတွေးရှိခဲ့သည်မကြမီသူတို့သည်အော်စ်ရထားစီတို့လိုက်သွားကြသည်ဥမင်လိုင်းကောင်းကိုဖြတ်ကျော်ပြီးမှအဲ့ဒါကိုမျက်စီပြတ်သွားတယ်။အော်စ်ရထားသည်မြင့်တင်ရန်အထူးတန်းတန်းများကိုအသုံးပြုသည့်ယောက်ျားတွေကိုရထားရင်ဖြတ်ပါစေလို့စ မီးပွင့်နေတယ်လို့ပဲကြေမြသည်ရေကူးကန်စပွဲပေါ်တက်ပြီးတန်လန်းပေါ်တွင်လှဲနေသည့်ကံမကောင်းစွာနဲ့ပဲသူ့ပလက်ဖောင်းကိုကင်ထားတဲ့ကြိုးကမကြခင်ကြိုးသွားတဲ့ရက်တန်သွားသည့်အရေးအယောင်မရှိပဲပလက်ဖောင်းသည်ပြင်းပြန်စွာရွေရှားလာသည့်ချိန်စားသည်ပြင်းပြန်စွာပြုတ်မှုပြီးယထာနှင့်ကျိုးကိုချိတ်ကခုန်ချနိုင်ခဲ့သည့်ထို့နောက်မိโกခေါင်းတိုင်ကိုကြည့်ရန်ကြိုးစားသည့်အဆောင်တအူးသည်သူ့ကိုအနောက်မှအံ့အားသည့်စေရန်သာဖြစ်သည့်ယောက်ျားတွေကစတင်တိုက်ခိုက်တဲ့ ပြီးတော့ James ကသူ့ရဲ့အောင်ပွဲခံဖို့သူ့ဖက်နယ်ထဲမှာဝတ်ထားတဲ့ဓားကိုသုံးနေချင်းသည်အလောင်းကိုမိခိုးကောင်းတိုင်တဲ့သို့ပြစ်ချတကယ်သို့ရောစားသည်ရင်းနှစည်းလုံးကိုချိတ်ဆက်ရန်အခြားယထာတစင်းကိုမိန်းတစင်းဖြင့်ပြစ်ခတ်ခဲ့သည်ပွိုင်လာကခန္ဓာကိုယ်ကြောင့်အောက်ကွဲပြီးယထာနှစ်ခုစလုံးရက်တန်သွားပါတယ် Rose ကသူတို့ရဲ့ယထာတဲ့ကိုဝင်နေပြီဆိုတော့ Return နဲ့ Gordon ကပုံမှုပြေးတဲ့ချိန်ကသူတို့ကိုတွေ့ရတာသည်အိမ်၌ဘုံကိုမတော်တဆလှုပ်ရှားမိသည့်ခဏကြာတော့သူတို့အားလုံးကိုခောက်ပြစ်လာ။ကေဂေါ်ဒွန်နှင့်ဂျိမ်းစ်တို့သည်မြေပြင်ပေါ်တွင်နိုးလာသည်။ နေဝင်းတဝိုက်မှာတတုကော်လာတွေနဲ့သူတို့ခြေနောက်ပတ်လဲမှာခြံစည်းရိုးလေးတစ်ခုရှိတယ်လို့သိသူတို့ဤဆုံးရှုံးမှုအတွက်တောင်ပြောင်သေးရတဲ့နဲ့အတူတထားပေါ်မှာမသွားခင်ကိုယ်တိုင်မှာသူ့အိတ်ကတ်ထဲမှာဘာကရိယာမှမရှိပါဘူးဒါပေမဲ့သူတို့အသက်ရှင်နေမယ်ဆိုတာရှင်းပြတဲ့မျက်စုတစ်ခုကိုသူရှာတွေ့တဲ့ခြံစည်းရိုးအတွင်း၌နေသည်။ကာလာပတ်လုံးချင်းထွက်သွားသည့်မျက်ချက်ကိုမယုံပါရုပ်တရက်အောင်ထွက်သွားသောဆက်တလုံးတင်းတို့နောက်မှလိုက်လာသောအဝိုင်းသားနှစ်ချောင်းကိုပြစ်ခတ်သည် လန်းနာအပင်အားလုံးကိုခုတ်ဖြတ်ကော်လာများတွင်တန်းလိုက်များပါရှိကြောင်းကိုရင်ကရှင်းပြသည့်နှစ်ပေါင်း၄ရာအကြာမှာပဲအာနာဆုံးရှုံးခဲ့တဲ့ယောက်ျားတွေကအနည်းဆုံးဂါလန်စီပြေးကြတဲ့ဓာတ်သားများနီးကပ်လာတော့အခါစန့်ကျင်ဘက်ဘက်တွင်ရပ်ပါတစ်ချိန်ထဲမှာခုန်ဆင်းကြတဲ့ဓာတ်သားများအချင်းချင်းပြိုလဲသွားစီသည်မကြခင်မှာပဲသူတို့နှစ်ယောက်ဟာရေကန်ထဲကိုပြုတ်ကျသွားတာကိုတီးလိုက်ရတဲ့ခဏအကြာသူတို့နှစ်ယောက်ကရှိုးထဲကထွက်ပြီးဖြစ်ပျက်ခဲ့တာတွေကိုငင်းခုန်နေကြတယ် ဂေါ်ဒင်ကဂျိမ်းစ်ကိုဒေါသထွက်ပြီးသူ့ကိုကြောက်တုံးနဲ့ရိုက်ဖို့ကြိုးစားပါတဲ့အစားကော်လာကိုထိဖို့တာရင်းသည်တန်လိုက်ဖလာဒီကိုပြောင်းလဲစေသည့်ကော်လာတွေကိုတွေ့ကက်စီရဲ့ဂျိမ်းကလဲကျသွားအောင်ခုန်တယ်တာပေမဲ့လေသူ့သားကိုဂေါ်ဒင်ကိုပေးတယ်ဘသူကပို့ဖြုတ်တာလဲကော်လာများသည်မတူညီသောတတ်သူများပေါ်တွင်ဆက်လက်တွေ့ကက်နေပါသည်သူတို့၏အဝတ်အစားများပေါ်တွင်အမျိုးသားများသည်လမ်းကြောင်းမျိုးမျိုးတို့ပြေးကြသည့်တန်လိုက်များသည်ရင်းတို့ကိုပြန်လဲစုစည်းရန်သာဖြစ်သည်တောင်ကုန်းပေါ်မှလှိမ့်စင်းပြီးမြစ်သေးပြုတ်ကြကုန်၏ဂေါ်ဒင်ဟာ သူ့ရဲ့ပြုတ်ကြတဲ့ချိုးအစုံကိုရှာတွေ့လို့ပျော်ရွှင်နေပါတယ်ကော်လာတွေချွတ်ပေးတာနဲ့ James ကမီးစောက်ဖွင့်ပြီးစားဖို့တခုခုလိုက်ရှာတဲ့သူကတဲကန်နာရမှာအိန္ဒိယလူမျိုးတွေက ကြီးပြင်းလာတာလို့ရှင်းပြပါရတယ်သူသည်စိုက်ခင်းမှလွမြောက်ပြီးနောက်တွင်ဂျုံခံခဲ့သည့်သူ့မိသားစုကိုပြန်တွေ့တဲ့အခါသူတို့သည်ကိုခန္ဓာ၏အစိတ်အပိုင်းဖြစ်ကြ၏ New Liberty တွင်နှကြဲကောင်သည့်အနီးနားတွင်ပင့်ကူတကောင်ကိုဖမ်းတည်ပြီးတော့ James က Gordon ကိုတိုက်ခိုက်တဲ့ဖြစ်စဉ်ကိုရှင်းပြရတယ်။နောက်နေ့မနက်မှာတော့တဲကန္နာရောက်ကိုဖျက်ပြီးလမ်းလျှောက်လာကြတဲ့ Gordon ရဲ့လက်ထဲက Collar ကရုတ်တရက်သူ့ကိုဆွဲထုတ်သွားတယ်တော့တီးတန့်တခြင်းကိုတုံ့ပြန်လိုက်သေးတာကြောင့်အခု သူ့ကိုရှာဖို့လိုက်နိုင်ပါပြီ။နောက်ဆုံးမှာတော့ Spider King ရောမှာသူတို့ရဲ့ယထားကိုတွေးလိုက်ရတယ်တော့ဒီမျိုးတစ်ခုလုံးကို တိဆောက်ထားသည်ကိုတွေ့ရှိခဲ့သည့်သူ၏အဆုံးစွန်သောလက်နက်သည်ကြီးမားလာသည့်ဂင်းဤလမ်းကြောင်းပေါ်ရှိ အရာအလုံးကိုဖျက်ဆီးနိုင်သောစက်ပိုင်းဆိုင်ရာပင့်ကူနှစ်ယောက်တွဲရထားပေါ်တက်သည့် James သည်တန်ရှင်းသောအဝတ်နှင့်လက်နက်များကိုရှာဖွေသည်ဂေါ်ဒင်ကတဲကန်နာရဲကအကောင်ကြီးကိုတတိယတဲဒါလိုတစ်ခုခုစောက်တဲ့နဲ့ထင်းနေပင်စာ ပြန်တန်းနိုင်သောစက်ပေါ်လေးကိုတားဖို့အချိန်မရှိဘူးလို့ James ကပြောပါတယ်ဖွင့်ပွဲအခမ်းအနားတွင် ထောက်ပံ့ကြေးပေးအပ်သည်တို့တော်လည်းမြေပြင်သည်အလင်းရိုင်မှုကိုကြုံတွေ့နေရသည်ထို့နောက်အီယာမပင့်ကူကြီးပေါ်လာသည့်အော်သည်ယထာတစီကို ပြစ်ချစဉ်တွင်လူအုပ်ကြီးထိတ်လန့်စွာထွက်ပြေးခဲ့ကြသည့်ရုတ်တရက်ကိုယ်တင်ထွက်လာတဲ့သမရအဖြစ်အသွင်ဆောင်ပြီးသူအစစ်အမှန်ဟုဖန်ဆောင်ထားသည့်ဂျိမ်းသာသည်ပင့်ကူပေါ်သို့တက်နေစဉ် အောင်မစသည်၆ပန့်ငွေနှစ်ခုလုံးကိုဖမ်းယူရန်ပိုက်ကွန်ကိုပြစ်ချလိုက်သည့်အဆောင်တအူးသည်ယာကုတ်ကိုမြင်၍ပြုတ်ကျစေရန်အပြစ်ခံရသည့်နောက်ပိုင်းတွင်အောင်မစသည်ဤအခြေဆိုင်စခန်းတွင်ပွဲတစ်ခုကျင်းပသည့်နိုင်ငံအသီးသီးသို့အမေရိကန်၏အပိုင်းစာများကိုမြည်သို့ရောင်းချမိကိုရှင်းပြသည့်မိမိအတွက်နေရာတစ်ခုထားရှိပါခြင်းမလို့လာပြီးဂေါ်ဒင်ရဲ့ချိန်မယောကြောင့်သူအသက်ရှင်နေရဆိုတာသိလိုက်ရတဲ့သူရထားပြန်လာသူတွေ့တဲ့တခုရေသောလက်နက်ကတော့ခါပတ်ထဲမှာဝတ်ထားတဲ့တနက်ပါဂေါ်ဒင်ရဲ့သူများစုံကိုသတိထားမိတဲ့အခြေခံမှအကြံတစ်ခုရတယ်။ထောက်ပံ့ကြီးကတိုင်းပြည်ကိုလက်နက်ချဖို့ငင်းဆန်နေရောစက 个人股突击买入，趁炒跌图，趁乱整理，股价升得多，搞得嘛都乌起。 ွေးစင်ကရောက်လာသည့်သူကအော်ရဆာကိုအာယုံကြောင်းစီရဲ့ထိုးကြောင့်သူသည်ထိုင်ကုန်မှတော်များကိုခိုးယူပြီးဂေါ်ဒွန်ထန်သို့ကိုပေးနိုင်သည်မသိမသာလွမြောက်သူကံမကောင်းပါခြင်းသာသည်သူပရာစီယာအတွင်းဝတ်ထားသောမိခိုးငွေများကိုမတော်တဆအသက်သွင်းလိုက်သည့်အော်ရဆာကသူ့လူတွေကိုပြစ်တက်ခိုင်းတယ်ရာကုန်မှုကလူတိုင်းအာယုံလွဲနေခြင်းနောက်လစ်နဲ့သူ့အဆောင်တွေကတင့်ကူတွေကိုဆွဲထည့်လိုက်ပါတယ်နောက်ထပ်စစ်သားတွေဝင်လာဖို့စူးစမ်းတဲ့ချိန်စီရှစ်ဘောလုံးအတွင်ဖြင့်ဘုံတလုံးကိုပြစ်ချသည့်နင်းတို့ကိုရက်တန်ရန်ကြီးမားသောပောက်ကွဲတံကိုဖြစ်ပေါ်စေခဲ့သည်ဝေဒါက သိပ္ပံပညာရှင်တွေအားလုံးကိုလွှတ်ပေးပြီးသူတို့နဲ့အတူဘေးလွယာကိုပြေးသွားတဲ့အစီအစဉ်တစ်ခုအတွက်စိတ်အားထက်သန်စွာဖြင့်ကြိန်ချသည်ဂေါ်ဒင်ပြန်တန်းသည့်ဆက်ကိုတိဆောက်ရန်တောင်းဆိုခဲ့သည့်ခဏအကြာတွင်ဂေါ်ဒင်သည်ပြန်တန်းသည့်ဆက်ကိုတီထွင်ဖန်တီးခဲ့သည့်ဒါဗင်ဂျီ၏စိတ်ကူးများနှင့်သူ့ဆက်ဘင်းကိုအုံပြုသည့်သူတို့မထွက်ခွာမီစပယ်ယာကသူတို့ကိုဖောက်ခွဲရေးပစ္စည်းအနည်းငယ်ပေးကသူသည်စစ်ဗိုလ်ဖြစ်ကြောင်းထုတ်ပေါ်သည့်သူတို့ကိုဆောင်းရှောက်ဖို့မှားထားတဲ့ယောက်ျားတွေကဆက်ကို၆ကမ်းပါစီမောင်းခိုင်းတဲ့ပထမတော့လဲကျသွားပုံရတယ်ဒါပေမဲ့မကြခင်မှာစတင်ပြန်တန်းတော့မှာပါထို့အချိန်တွင်ပင့်ကူကြီးသည်မြို့တစ်မြို့သို့ရောက်စီသည့်ဥစ္စာသည်လူများ များကိုတက်ဖြတ်ပြီးအဆောက်အဦများကိုဖြစ်စည်းသည့်နေရာတွင်စတင်သည့်ထောက်ပံ့ကြီးကသူစိတ်ပြောင်းလဲမယ်လို့မျှော်လင့်နေမကြခင်မှာသူတို့နှစ်ယောက်ရောက်လာပြီးတဲကန်နာရတဲ့ကအကောင်ကြီးလိုပါပဲ။ဦးများစားဖောက်ခွဲရေးပစ္စည်းများကိုအသုံးပြု၍တိုက်ခိုက်ကြသည် ပထမတော့သူတို့ဟာအော်ဂတ်စ်တိုက်ခိုက်မှုကိုရှောင်တိန်နိုင်ခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့ပြစ်ချခံရပြီးပိတ်ကူတွေကိုချက်ချင်းပြုတ်ကျသွားပါတယ်အဆောင်တစ်ယောက်ပြုတ်ကျသွားတယ်ခံမကောင်းစွာပဲအခြားဆောင်တွေကသူတို့နှစ်ယောက်ကိုဝိုင်းပြီးအော်လစ်စီကိုခေါ်သွားတယ်ရာကုတ်ပြီးသူ့ကိုကဲ့ရဲ့တော့ခါရလာသည်အောက်ခြေအစင်းသို့ကျသွားစေရန်ထောင်ချောက်တစ်ခုကိုတွန်းထုတ်သည့်လက်များအစားဒါများပါသောလူကိုတိုက်ရမိနေရမကြခင် နောက်ထပ်လူနှစ်ယောက်ရန်ပွဲလဲဝင်လာသည်ထို့ကြောင့်ဂျိမ်းစာသည်သူ့ကိုသူကာကွယ်ရန်အတွက်လင်းမြန်သောလှုပ်ရှားမှုများစွာကိုအသုံးပြုရမည်ဖြစ်သည် စမကျိုးနှင့်ဓာရှိကောင်လေးကိုလွှတ်ပေးလိုက်တဲ့ဒုတိယလူကိုအင်ဂျင်ထဲသို့ပစ်ချလိုက်သည့်တတိယတကောင်ကိုကော်ပြားနဲ့ခောက်တဲထိုးချိန်တွင်တတုအရေးကုန်ရှိသောအမျိုးသားတဦးရောက်လာသည့်ဂျိမ်းစာကဘယ်မှမထိုးမလာရန်သူသည်ဂျိမ်းစာကိုပိတ်ကူမှတွန်းထုတ်တော်မီကိုမထိခိုက်စေပါသို့သောသူ၏ချက်များသည့်ရုတ်တရက်လျှက်စစ်လျှော့ဖြစ်သွားသည့်သူသည်အစားလဲကျသွား၏အဲဒီနောက်ဂျိမ်းစာကအော်လက်စာကိုကန်နေစစ်ချေတော်များဖြင့်ကလပ်ထိုင်မှထွက်သွားနိုင်သည်ကိုမြေသူကထုတ်ပေါ်သည်။ဂျိမ်းကသူ့ကိုလက်သီးနဲ့ထိုးတယ်ဒါနဲ့အော်လက်စာကသူ့ကိုပြန်ကန်နေထို့နောက်သူ့လက်ကိုနှမ်းကင်လိုက်ပြီးရင်ဘက်ကိုကန်ထုတ်လိုက်သည် ီဂိုဒန်ကသူ့လက်စွပ်မှာဝတ်ထားတဲ့တနက်သေးသေးလေးတစ်လက်နဲ့အပြစ်ခံရတာကိုထုတ်ပေါ်ပြသလိုက်ပါတယ်ဒါပေမဲ့ Alice ကသူ့ကိုပျောက်ဆုံးနေလို့လောင်ပြောင်နေသို့တော်လဲကြီးစံသည် Alice ခြေထောက်တစ်ဖက်ကိုကျိုးသွားခဲ့သည်အခုတော့သူမလုံနိုင်တော့ဘူးဂေါ်ဒွန်သည်အဆောင်များကိုအာယုံပြောင်းသည်ပင်ကုများပေါ်မှပြုံးကျစေရန်လုံလောက်တော့ကြာမြင့်သည် ။တင့်ကူသည်ခြောက်ကန်းပါပေါ်မှပြုတ်ကျတော့မည်ကိုထောက်ပံ့ရန်တတိပေးသည့်ထိုးကြောင့်ဂေါ်ဒန်သည်ဟင်းကိုထိန်းချုပ်ရန်စ조사တော်လဲမရခဲ့ပေသောစသည်ထိုင်းကုံပေါ်ပြန်တက်ကဝက်ထားသောတနက်ကိုပြစ်ခတ်နိုင်ခဲ့သည့် James အစားသူကတင့်ကူကိုထိတယ်တာဟာခြောက်ကန်းပါဆုံးမှရက်တန့်သွားစီပါတယ်လို့လဲကြသွားပြီး James လည်းအလားတူပါပဲရှင်တန်ရန်ရန်သူကိုစုပ်ကင်ထားရမည်လို့စကသူ့ကိုဆက်ပြီးကဲရတဲ့ James သည်ထိုင်းကုံဤဒီပါကိုပြုတ်ကျစေရန်ဆွဲထုတ်လိုက်သည် ဒါကြောင့် Wallace ဟာတည်တဲ့အချိန်ပြုတ်ကျသွားတဲ့ချိန်ကအရင်ကတည်းကခန္ဓာကိုယ်နဲ့တန်ကြိုးကိုကင်ထားစဉ်တစ်ချိန်ချိန်မှာထောက်ပံ့ခြင်းဟုအမည်ပေးထားသော agency တစ်ခုကိုတည်ထောင်ထားကြောင်းကြေညာသည့်လျှို့ဝှက်ဝန်ဆောင်မှုသမရကို ကာကွယ်ဖို့ကဘသူအလုပ်လဲကိုတဲ့နှင့် James တို့သည်ရင်းတွင်ပထမဆုံး agent များဖြစ်တည်ဝေထားကသူတို့ကိုအရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်ဆိုပါသည်။သူမ၏ခင်ပွန်းဖြစ်ကြောင်းထုတ်ဖော်ပြောဆိုနေစဉ်သူ့အဖေမဟုတ်တဲ့အတွက်သူတို့ပရောပါလောက်တာကိုလစ်လျူရှုတဲ့ချိန်မှနှင့် Gordon သည် Spider ထိတ်တွင်နေဝင်ချိန်သို့စီးသွားကြသည် စရင်သွင်းပြီးအတိပေးချက်များကိုဖွင့်ရန်တေချာပါစေကဲ့သို့သောဗီဒီယိုများကိုကြည့်ရှုနိုင်သည့်အတွက်ကျေးဇူးတင်ပါသည်